တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါ Poa Reaction Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ Elmo Thin နဲ့ Ethico တို့ကဒါနာဘလုံးပွဲဖြစ်ပွားနေကြတာပဲဖြစ်ပါတယ်အဲ့လိုဖြစ်ပွားနေတဲ့ကိစ္စကိုဒါကျွန်တော်ပွဲစဉ်အစကနေအခုအချိန်ထိဖြစ်ပွားခဲ့တဲ့ကိစ္စတွေကိုဒါကျွန်တော် သေးသေးချာချာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ MO သင်းကနေပြီးတော့ A သင်းကိုကိုဒက်ဆော်လာတဲ့ဗီဒီယိုလေးကိုဒါဥစွာအရင်ကျွန်တော်ဖွင့်ပြပေးသွားပါမယ်အိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ဘနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိမ့်နဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲချဲသုံးလုံးနဲ့ ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အဲ့စုမဲမိန်းမတွေပြေးတာစာချုပ်စာရင်းလည်းခိုင်ခိုင်မာမာတွေလည်းမရှိဘူးလေသူ့တဲကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးညရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့ထိမှာအဲ့လိုကလင်ကကြစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေနေစာတွေအလန်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ ကြားဖြတ်မယ်တတိထားဖို့ဘက်တော့မှမထဲနဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝင်နဲ့အဲ့ဒါတွေလေသူများပတ်စံကိုနလဲပလဲနဲ့ယူတာကျမတို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်ဘူးလားသိမ်းပနှစ်တောင်းနိုင်အိမ်ကိုဒီမှာငွေတစ်တောင်းနဲ့ငွေတစ်သိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်လားရောင်းလာရဲ့ရောင်းနေတာနော် ကားမဲတွေနှစ်သိန်းလို့သုံးသိန်းလို့ရှိရယ် Land Cruiser တွေကျွန်မခဏခဏတွေ့တယ်เนาะခြေသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လားအေးပောက်သွားတဲ့သူတွေ့လားသုံးလုံးတော့မှကျမတို့လောလောကူကူနဲ့မပောက်ချင်းထွေးနေအောင်အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားချင်းထွေးနေအောင်ဘဝမပြတ်ဘူး900ဘူးတစ်ထောင်ဘူးထိုးလို့ရသေးတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲသိန်းပနတောင်းတန်အင်းကြီးကိုစုမဲဒီမှာ3သိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော် ားမဲခုနလိုပဲချဲသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဒက်ကစ်လာတဲ့အမ်မွန်တင်းကိုအေးတင်းကိုကနေပြီးတော့သူမရဲ့ Facebook စာမျက်နှာမှာအခုလိုပဲဒီစာတွေကိုဒါတင်လာခဲ့တာပဲဖြစ်ပါတယ်အဲ့စာတွေကိုတော့ဒါကျွန်တော်ဖတ်မပြတော့ပါဘူးအရင်တစ်ခေါက်ကဗီဒီယိုမှာဆိုရင်တော့ဒါကျွန်တော်ဖတ်ပြခဲ့ပါတယ် โอเคပါဆက်လက်ပြီးတော့ကဒါအေသင်ကိုကနေပြီးတော့သူမရဲ့ official TikTok account မှာဒါ MO သင်ကိုဒါစိန်ခေါ်တဲ့ဒါဗီဒီယိုလေးကိုဒါတင်လာခဲ့ပါတယ်အဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါမိတ်တင်ကြီး ဟိုစိတ်နေတယ်ကမရဲ့စိတ်နေကိုလိုက်လွင်ပြီးတော့ရောင်းပေးနေတဲ့အမကြီးရတယ်မိတ်တင်ကိုဘလို့ဒီပြောနေတာမိတ်တင်ကိုလေဘလို့ဒီစိုးနေတာမိတ်တင်ကိုလေဘလို့လေအလုပ်နေတာဘလို့ဒီလိုက်လွင်နေတာဆိုပြီးတော့မှလာပြောတဲ့သူတွေအများကြီးပေါ့နော်အဲ့တော့မိတ်တင်ဘာမှပြန်မပြောဘူးလားမိတ်တင်ဘာလို့ငြိမ်ခံနေရလဲဆိုတော့သူဒီအတွက်ကိုဒီ post လေးတင်ပေးတာဖြစ်ပါတယ်သူကအော်သူ့မှာတတိမရှိလို့ တောင်မှမိတ်တင်ရဲ့နာမည်ကိုသူထုတ်ဖော်ပြီးမပြောရဘူးလေเนาะအဲ့တော့သူကမိတ်တင်ကိုပြောတာလဲဖြစ်ချင်မှဖြစ်မှပေါ့ဖြစ်ချင်မှဖြစ်မှပေါ့เนาะပြောချင်ရင်မိတ်တင်ရဲ့နာမည်ကိုเนาะနာမည်တက်ပြီးတော့ပြောပေါ့เนาะအဲ့တော့နာမည်တက်ပြီးတော့တော့မပြောရဲတဲ့ပေါ့เนาะသူ့လိုသူ့လိုပေါ့เนาะသူများအကြောင်းပြောမှာ ထမင်းစားရမဲ့သူမျိုးမိတ်ပြန်ဘာလို့တူပြိုင်နေဖြစ်နေမှာလဲမဖြစ်တော့ဘူးမိတ်ပြန်နော်ကိုဖြစ်လိုက်ရင်ကိုကလူဆိုးဖြစ်တယ်အဲ့တော့ကိုကလူဆိုးအဖြစ်မခံတော့ဘူးနော်သူမပြောသူတောင်ကိုနာမည်ကိုတက်ပြီးမပြောရဲလို့နော်မပြောတာကိုကိုကသူ့ဘာလို့ပြောနေတော့မှာလဲနော်အဲ့တော့လူဆိုတာနော်လူဆိုတာက ကိုယ်တမိုင်းကိုရေးကြတာပါကို့အကြောင်းကိုကို့အလုပ်ကိုလုပ်ကြတာကို့တမိုင်းကိုရေးကြတာသူတို့လို့ပေါ့နော်သူများအကြောင်းပြောမှထမင်းစားရတဲ့သူတွေဟုတ်ကဲ့ပါဒီကိစ္စကိုဒါအမွန်တဲ့ကတော့ဘလို့များကတော့ပြန်လိုက်တယ်လဲဆိုတာဟုတ်ဒါကျွန်တော်လည်းတူတူအမတန်ချက်ပြကောင်းပါလေကြားရအောင်လားဗျမိမိကမသိတာပေါ့နော်လူတွေဆိုတာကသူတို့ပြောလိုက်တာသူတို့ပြောလိုက်တဲ့သကလုံးတလုံးရဲ့ဘဝတွေဟာအစ်တီလူတယောက်ရဲ့ ဘဝမဟုတ်ဘူးเนาะ तू ပြောလိုက်လို့လည်းမေအတင်ဘဝကြီးကပြောင်းလဲပါမှာလည်းမဟုတ်ဘူး तू ပြောလိုက်လို့လည်းမေအတင်ရဲ့ဘဝကြီးကအဲမေအတင်ရဲ့ဖြစ်တည်မှုကြီးကပြောင်းလဲသွားမှာမဟုတ်တလို့ तू ရဲ့ပြောတဲ့စကားတလုံးချင်းစီတိုင်းစကားတလုံးတိုင်းကလည်းမေအတင်ရဲ့ဖြစ်တည်မှုကြီးမဟုတ်ဘူးလေเนาะအဲ့တော့မေအတင်ပကနာစီကလည်းဘာအကြောင်းမှမရှိဘူးเนาะမေအတင်လောက်ရက်တွေမေအတင်ရဲ့လုပ်ငန်းတွေမေအတင်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေဟာ မိသိရင်တမိုင်းနေဖြစ်တယ်အချိန်တန်ရင်မိသိရင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အများကြီးစကားပြောသွားလိုက်မယ်เนาะမိသိရင်ကိုအဲချစ်ခင်တဲ့เนาะလူပေါင်းများစွာเนาะမိသိရင်ကိုအဲတိမီရတဲ့လူပေါင်းများစွာတို့လေးလေးရှိနေပါပဲရှင်လေးရဲ့ပဲတွဲလေးရဲ့ပဲเนาะအဲ့တော့အဲချစ်ခင်တဲ့အတူတူအတွက်ကိုပဲမိသိရင်ကအသက်ရှင်နေတယ်လို့ကိုယ့်ကိုမချစ်ခင်တဲ့သူတွေရဲ့ ြောထွက်ပြောထွက်လာတဲ့စကလုံးတွေကလည်းမိတ်တင်တွေရဲ့ဘဝတွေဖြစ်မနေဘူးလေနော်အဲ့တော့အဲ့ဒီလိုလူမျိုးတွေကိုလည်းမိတ်တင်တွေရဲ့ဘဝထဲမှာအမိုက်တစ်ခုအနေနဲ့ပဲမိတ်တင်တွေကထားပါလေအလုံးကျေးဇူးတင်ပါတယ်ကျမပုံမှန်အားဖြင့်ဆိုရင်ဘယ်သူကပဲကျမကိုဘလိန်ဘလိန် personal ပေါ့နော် ဟာဗာမင်းမကြီးညာမင်းမကြီးဗာမကြီးညာမကြီးဟာ page တွေဟို page တွေဒီ page တွေတို့ attention အတွက်တင်နေကြတဲ့ဟာတွေအများကြီးရှိတယ်ဒီနေ့ဒီ video file တခုကိုကျွန်မတုံ့ပြန်တင်တယ်အဲ့တော့ပရိသတ်ကြီးကဒီ video file ကိုအရင်နားထောင်ပေးနော်ဒီ video file ကိုအရင်နားထောင်ပေးသူတို့လို့ပေါ့နော် သူများအကြောင်းပြောမှာထမင်းစားထားတဲ့သူတွေသူများအကြောင်းပြောမှာထမင်းဝါတဲ့သူမျိုးတွေဟာနော် အမတန်ရှက်စရာကောင်းပါတယ်မိမိကိုကိုမိမိကမသိတာပေါ့နော် လူတွေဆိုတာကသူတို့ပြောလိုက်တိုင်းသူတို့ပြောလိုက်တဲ့သကလုံးတလုံးရဲ့ဘဝတွေဟာအစ်တီလူတယောက်ရဲ့ဘဝမဟုတ်ဘူးเนาะသူပြောလိုက်လို့လည်းမဲ့အစ်တင်ဘဝကြီးကပြောင်းလဲသွားမှာလည်းမဟုတ်ဘူးသူပြောလိုက်လို့လည်းမဲ့အစ်တင်ရဲ့ဘဝကြီးကအဲမဲ့အစ်တင်ရဲ့ဖြစ်တည်မှုကြီးကပြောင်းလဲသွားမှာမဟုတ်တလို့သူရဲ့ပြောတဲ့စကားတလုံးချင်းစီတိုင်းစကားတစ်လုံးတိုင်းကလည်းမိတ်တင်ဖြစ်တည်မှုကြီးမဟုတ်ဘူးနော်အဲ့တော့မိတ်โอเคနော် ျမပြောမယ်နော်ဟုတ်ကဲ့ပါမနေ့ကဒါညနေခင်းညပိုင်းအချိန်မှာဆိုရင်လည်းဒါအစ်တင်ကိုကနေပြီးတော့ဒါအမိုသေးကိုဒါနာမည်ပြောပြီးတော့ပေါ်တင်စိတ်ခေါ်လာတဲ့ဗီဒီယိုကိုအာအစ်တင်ကိုရဲ့ official TikTok account မှာပဲထပ်ပြီးတော့တင်လာခဲ့ပါတယ်။အဲ့ကိစ္စကိုဒါကျွန်တော်ထပ်ပြီးတော့ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်။ Dor Elmon တင်းလာဟလားနာမည်ကဟုတ်မထင်နဲ့။မင်္ဂလာပါအမရေ။အမနဲ့ကျမနဲ့က လူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအဲအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါ နော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ငင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ပေါ်တော့လုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တက်မပြောတာ ဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာနော်အမပထမတစ်ကြိမ်တော့ပထမတစ်ကြိမ်အမအဲကျမကိုအမပြောတာဆိုသုံးစိတ်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့သုံးစိတ်ရှိအမပြောသွားတာပထမတစ်ကြိမ်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ကြိမ်မှာလည်းနော်အမကိုအမကတော့ရက်ွက်ထည့်ရအစ်စ်မဟုတ်ဘူး နော်အဲကျမတို့လိုရက်ွက်ထေးရဆင်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်တင်ပြီးပြောသွားတယ်အအခုတတိယတစ်ချိန်မှာလဲပေါ့နော်အတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲဘောနော လူတစ်ဖက်သားဟုံပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းကိုလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါတယ်အကျိုးထူးသွားလေနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ပေါ့နော် ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမဆိုပေါ့နော်အမကျမနာမည်ကျမနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးကွဲပြားတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်ပါပါကျမပြောတဲ့စကားကို ဆေးစုတင်ပါတယ်အမဟုတ်ကဲ့ပါအခုလိုမျိုးသူမနာမည်ကိုဒဲပြောတာပြီးတော့ဒါပေါ်တင်ပြောလာခဲ့တဲ့အင်အင်တင်ကိုကိုဒါအင်မိုတင်ကတော့အခုလက်ရှိအချိန်အထိကိုပြန်လည်ပြီးတော့တုံ့ပြန်ထားခြင်းမရှိသေးပေမဲ့အင်မိုတင်ရဲ့ official TikTok account မှာတော်ဝိုက်ချင်းအားဖြင့်နော်နည်းနည်းလေးပပလေးပုတ်ထားတဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဆက်ပြီးတော့ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်။ comment လေးကမန်တာပြောတဲ့စကားဟာခါးတယ်။မှန်တရားကိုတော့လူတိုင်းလက်မခံ။ မှန်တယ်အခါကစေးဘက်ဝင်တယ်ဒါပေမဲ့လူတိုင်းမကြိုက်ဘူးနော်ဟုတ်တယ်မလားချစ်တဲ့သူတွေကကွန်မန်နီမှာလာလာပြီးမှန်နေခဲ့ကြတော့ကျမပြောပြချင်တယ်ဒီတစ်ခုရှိဘာလဲဆိုတဲ့ခါကြတော့အခုမနဲ့ဆိုအုတ်ချအိမ်မှာလေအိမ်မှာအုတ်ချတယ်မကေတွေ့တယ်မလားအုတ်တယ်လေနောက်ပြီးအဲ့ဒါလမ်းကြားကျမအိမ်နဲ့ခြံစည်းရိုးနဲ့ဈာမဆော့ဗစ်တန့်ရှိတာပါ ဆောင်ဖစ်တန့်နေရာမှာအရင်တော့ကျတော့အမှဟိုစာပေါ်လေးတိုးစာတွေအကုန်လုံးအိမ်ရဲ့ဘုတ်စီတွေအကုန်လုံးထိုးထည့်ထားတဲ့ခါကျတော့အခုအဲ့ဒါတွေကျွန်မအောက်ဆင်းတဲ့ခါကျတော့ဟဲ့အဲ့ဒါတွေကုံဆွဲထုတ်သွားလှုပ်ပြတဲ့နေရာတွေအကုန်လှုပ်ပြမလိုအပ်တဲ့ဟာတွေဆိုမလိုအပ်တဲ့ဟာတွေအသုံးမတည့်တာတွေဆိုတိမ့်ထားမနေဘူးသိလားမလိုတာတွေကိုတိမ့်ထားနေရှုပ်တယ်လေးတယ်နေရာပုတ်တယ် okay you know that เนาะ ဲ့တော့မလို့တဲ့နေရာကြီးဟဲ့ဒီနေရာအကျယ်ကြီးပဲကျမတို့ဘယ်10ပေပတ်လဲ15ပေပတ်လဲဆိုတာနေတဲ့အကျယ်မှမဟုတ်တာရန်ကုန်မြို့မှာဆိုတော့ဟုတ်တယ်လားဆိုတော့တန်ဖိုးဆိုမနေဘူးလေအဲ့တော့နေရာပုတ်တယ်နေရာပုတ်တော့မလို့တဲ့ဟာတွေလားမသူတို့အိမ်ဆောက်တော့လဲဒီလိုပဲကျမလေးမလို့တာဆိုလှုပ်ပြစ်မထမ်းထားနဲ့မလို့တာတွေကိုအတုံးလည်းမတည့်ဘူးမလို့တာတွေကိုထမ်းထားရင်လေးတယ်နော်အဲ့တော့မလို့တာတွေဆိုအကုန်လှုပ်ပြစ်ဆိုကျမအကုန်လှုပ်ပြစ်ခိုင်းတယ် အကုန်လုံးပြစ်ခိုင်းပြီးတော့မှအဲ့နေရာကြလူလည်းမတော်လူလည်းမဝင်ဘူးပေါ့အဲ့လိုဖြစ်နေတာပေါ့လေ service tank အပေါ်မှာလည်းဖြစ်တော့နောက်တစ်ခါအကုန်လုံးတအိမ်လုံးရဲ့ main line ပိုက်တွေပါတွေညာတွေရလဲအနားမှာတွားထားတဲ့ခါကြတော့ဟိုညစ်ပတ်တဲ့နေရာဆိုလူတွေကမတွားခြင်းဘူးနော်ညစ်ပတ်တဲ့နေရာဆိုလူတွေကမတွားခြင်းဘူးညစ်ပတ်တဲ့ဟာကိုဆိုလူတွေကရှောင်နေလေနော်ဆိုတဲ့ခါကြတော့ဟိုလူကလည်းမတိုးထိခြင်းဘူးဒီလူကလည်းမတိုးထိခြင်းဘူးညစ်ပတ်တဲ့အရာဆိုရင်လေအဲ့တော့တတ်တတ်ရှင်းရှင်းတတ်တတ်ပြန့်ပြန့်လေးဖြစ်တော့မှ တို့ကြည့်တို့ထီကျင်နေသွားကျင်နေလာကျင်နေသိလားအဲ့တော့လေညစ်ပတ်တဲ့အရာကိုရှောင်းတာကျမတို့လေညစ်ပတ်တဲ့အရာကိုရှောင်းတော့မသွားကျင်မှုမဝင်ကျင်မှုအကြမ်းဆိုနန်းနေသိလားနော်နန်းနေညစ်ပတ်တဲ့အရာတွေဆိုဘာဖြစ်ဆိုအဲ့ကျမတို့ကကြောက်လို့မှမဟုတ်တာညစ်ပတ်တဲ့နေရာဘာဖြစ်ဆိုပေမှာစိုးတာလေနော်ညစ်ပတ်သွားမှဆိုတာကိုယ်ဒီညစ်ပတ်တာတွေပေသွားမှတွေညစ်ပတ်တာတွေပေသွားမှတွေဆိုးတဲ့ခါကျတော့ရှောင်းတာပေါ့ရှောင်းတဲ့ခါကျတော့ ကဲခုအဲ့တော့ဟိုလူကရှောင်းမသွားဒီလူကရှောင်းမသွားဆိုတဲ့ခါကျတော့ကျမလေအဲ့ဒါပယံသမားခေါ်ဟုတ်ဒီစီတခါတည်းကိုဟိုမှာကြွေသားတွေခင်းနဲ့ပတ်စံတွေကိုကုံလိုက်တာပြောမနေနဲ့ခြံထဲမှာလည်းဒီလိုပဲအိမ်မှာခွေးတွေရှိတော့ခါကြတော့လေခြံထဲမှာခွေးချီတွေပေါ့ကြောင်ချီတွေကြောင်နေခွေးတွေပဲကျွန်တော်တို့အိမ်မှာဆက်နှကောင်လေဆက်နှကောင်ဆိုတော့ကြောင်ချီခွေးချီတွေရမ်းပေါ်တယ်အဲ့ခလေးတယောက်ထားထားရတယ်အဲ့ကြောင်ချီခွေးချီတပြက်စီးလေးနဲ့မနဲ့မိုးလင်းပြီဆိုသူလိုက်လိုက်ပြီးတော့မှကျုံပေါ့ကျွန်တော်တို့ကကြတော့ယွန်တတ်တယ် ကျွန်တော်တို့ယွန်တက်တဲ့ခါကျတော့ခွေးချီကြောင်ချီဆိုအင်းသိလားအင်းအဲ့အဲ့လိုမျိုးဖြစ်တာလေသိလားဆိုတဲ့ခါကျတော့ဟိုဘာဖြစ်လို့လဲဆိုတော့မတော်တဆမြန်နင်းမိလိုက်ရင်ကိုကိုအနံ့အသက်တွေပေးမယ်လေဟုတ်တယ်လားနော်အနံ့အသက်တွေအနံ့အသက်တွေပေးမယ်လေဟုတ်တယ်လားမတော်တဆမြန်ကိုကဒီဒီနန်နဲ့နန်နန်ဆော့ဆော့ဒီချီးပုံတက်နင်းမိတယ်ဆိုလို့ရှင်ကို့အနံ့အသက်တွေပေးတယ်လေ အနန္တတ္တိပေးတယ်ဆိုတော့ပေမှာဆိုလို့လေကိုတရားတော့လေဟိုင်းမနမိုးလေးဆိုတေချာတန်ရှင်းရဲ့လောက်ကြနော်တေချာတန်ရှင်းရဲ့လောက်ကြနော်ဆိုတော့အဲ့ဒါအခုလည်းအဲ့လိုပဲအိမ်နောက်ဖေးကိုရှင်းရတယ်တန့်ရတယ်အိမ်နောက်ဖေးကိုရှင်းတန့်ပြီးအခုတန့်ပြန်နေအောင်လုပ်ရတယ်ဆိုရဲခါကြတော့ဘာဖြစ်ဆိုညစ်ပတ်တဲ့နေရာဆိုရင်လူတွေကမတို့ခြင်းမထိခြင်းဘူးဟုတ်လားကြောက်လို့လားဆိုတော့ကြောက်လို့မဟုတ်ဘူးညစ်ပတ်တာကိုမတို့ထိခြင်းတာကညစ်ပတ်တာတွေပြီးသွားမှဆိုလို့အဲ့ဒါကြောင့်မလို့ အဲ့တော့ပတ်စံနေကုန်နေအခုလုံနေကင်နေရတာနော်ဟုတ်ကဲ့ပါအမွန်တင်ဆိုတာကလည်းဒါပေါ်သေးသေးမဟုတ်သလိုအေတင်ကိုဆိုတာကလည်းဒါချွတ်တွက်လို့မရပါဘူး နော်အဲ့ဒီလိုမျိုးဒါဆရာမကြီးနှစ်ယောက်ကဒါအခုလိုမျိုးဒါနောက်ချင်းနောက်ချင်းနောက်ချင်းဆိုပြီးတော့အခုလိုမျိုးဒါနှစ်ပန်းလုံးပွဲတွေဖြစ်ပွားလာခဲ့တဲ့အချိန်မှာဒါအခုဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးတို့ကတော့ဒါအီသူကိုဘက်ကမှန်သလားအေမိုသဲဘက်ကမှန်သလားဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချက်မိသောနေ့လေးဒီနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.